ယမန်နေ့ညပိုင်းကလှုပ်ခတ်ခဲ့တဲ့အင်အားတင့်တင့်ရှိမြင်းကလေးကြောင့်ထိခိုက်ပျက်စီးမှုအနည်းငယ်နဲ့လူသေဆုံးမှုတွေရှိခဲ့တယ်လို့လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေထံမှသိရပါတယ်။အင်အားပြင်းကလေးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ငလင်းငယ်တွေဟာအကျဉ်းရရာနဲ့ချီလှုပ်ခတ်နေပါတယ်။မေလ18ရက်ည10:00နာရီခွဲဝန်းကျင်မှာလဲထပ်မံလှုပ်ခတ်ခြင်းလူသေဆုံးမှုတွေဖြစ်ပေါ်ခဲ့တာပါ။မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းရုံမှအဖွဲ့ဝင်တူဦးကတော့ယမန်နေ့ညကဖြစ်စဉ်နဲ့ပတ်သက်လို့အခုလိုပြောပါတယ်။ငယ်လေးတို့ ပျက်စီးတာလည်းအိမ်လေးတွေမှာပျက်စီးရချို့ရှိခဲ့ပါတော့ဟုတ်ပါဘူးပျက်စီးနည်းနည်းရှိခဲ့တယ်ပေါ့နော်ငါကတော့ဒါလေးရောမိုးရောကြောင့်မလို့အဲ့အသစ်ပင်ပြိုကျပြီးတော့အသစ်ပင်လဲပြီးတော့အိမ်မော်အသစ်ပင်လဲပြီးတော့အဲ့တော့ဘာသာဖန်ကဒီနဲ့တမင်းနဲ့ပေါ့နော်အဲ့နှစ်ယောက်ကသစ်ပင်ပြီးပြီးတော့အသက်ဆုံးပါလေအမောက်လည်းတွေ့တယ်အဲ့ဒါလေးရှိတာပျက်စီးထားတဲ့အိမ်ကနည်းနည်းလေးပေါ့နော်သူတို့ပျက်စီးနေတယ်လေး ပြိုတာဆီဟိုလိုမျိုးပြိုသွားတော့မဟုတ်ဘူးနော်ကွာအဲတိုင်လေးကြီးသွားတာကွာအဲ့လိုမျိုးပဲဟုတ်မန္တလေးမြို့ဟာငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးမှုတွေများခဲ့ပြီးလက်ရှိအချိန်ထိအနေရရှိတဲ့အဆောင်တွေကိုဖြိုချရှင်းလင်းတာတွေလှုပ်ဆောင်နေရဆဲဖြစ်ပါတယ်။ဒါကြောင့်အနေရရှိတဲ့အဆောင်တွေထဲမှာပြန်လည်မနေထိုင်ဖို့နဲ့အဲ့ဒီအနီးနားတဝိုက်မှာမနေထိုင်ကြဖို့ကိုကယ်ဆယ်ရေးအဖွဲ့တွေကထပ်မံတတိပေးပြောဆိုလိုက်ပါတယ်။ မန္တလေးမြို့အောင်မြေသာဆန်မြို့နယ်မှာနေထိုင်တဲ့ငလင်သက်အမျိုးသမီးတဦးကလည်းအနေရရှိတဲ့အဆောက်အုံတွေကိုကြောက်လန့်နေရပြီးလက်ရှိမှာတော့ဒေသခံအများစုကအိမ်ပြင်မှာထွက်နေကြရတယ်လို့ဆိုပါတယ်ရှင်နေရတော့ငလင်ရတအားတန်းတော့တန်းတော့တော့ကြောက်ရခုနှစ်လေအခုမနေ့ပိုင်းဆင်လာရတဲ့တစ်ချက်လောက်လုတ်သွားသေးရေနေရတော့မနေ့ရတော့တော်တော်ပြင်းသွားတော့လူတွေကအကုန်လုံးလမ်းတော့ပြန်ထွက်ပြေးတာပေါ့ အခုကတော့မနေတော့ဘူးကိုရာဒီဦးကလည်းမိုးကအောင်နေဆိုတော့ဘယ်ဟိုပြောင်းစရာလဲဘယ်လမ်းတောင်ဖြစ်နေပါပဲဆိုတော့ကိုကကိုကနေကိုသတိပရိယာလေးထားရုံပဲရှိရောဗောငွေလေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီတိုင်းပဲဗောဖြစ်ခဲ့ရင်ထွက်ပြေးတာပဲရှိတယ် ဘာမှတော့ကြံတာမစဉ်းစားမိနိုင်ဘူးလူဘေးနားမှာတချို့ဆိုလဲနေရမရှိတော့ကိုယ့်အိမ်ကိုပြောင်းဝင်နေတဲ့အထက်မြင့်နားကလည်းကတ်နေတယ်ပြူတော့မနေပြူမလားညပြူမလားဖြစ်ဘူးအခုကမိုးရွာလိုက်ပါလေငလျင်ထပ်ဖြစ်လိုက်ဆိုသူတို့နာဘေးပေါ်မှာနေတဲ့လူတွေအတွက်လည်းအန္တရာယ်တအားများတယ်အဲ့ဒါကိုလည်းဘယ်သူမှဘာမှဟိုမလုပ်ပေးဘူးပေါ့လူတွေမေလ18ရက်ညပိုင်းကမန္တလေးတိုင်းဝမ်းရွိမြို့အနီးကိုပဟိုပြုပြီးအနက်10ကီလိုမီတာ Richter scale 5.9အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ် နေပြည်တော်အပအဝင်မန္တလေးတိုင်းတဲကမြို့အတော်များများမှလည်းငလင်ကိုတိတိတသားခံစားခဲ့ရတဲ့အပြင်တောင်ကြီးအင်းလေးရွာငန်းပခုတ်ကူစတဲ့မြို့တွေကလည်းတိတိတသားခံစားခဲ့ရတယ်လို့သိရပါဗျာ။